လူစိတ်ဆိုတာမနာလိုမှုတွေနဲ့ပူလောင်လာတဲ့အခါလမ်းမတို့မလွဲမသွေရောက်သွားတတယ်။သူစားလဲတိရိကိုမနာလိုဖြစ်ရုံသာမကနှလုံးသားတွေကဇာနာပြင်းမြတ်မှုကဒီမအားကြောင်းမပွဲကောင်းတဲ့ကံကြမ္မာစီကိုတုံးပို့ခဲ့တယ်။သူစားနဲ့တိရိတို့ကအိနီနာချင်းငယ်ပေါင်းကြီးပေါ်တငယ်ချင်းတွေပေါ့။တငယ်ချင်းဆိုတာထက်မောင်နှမလို့ပြောရင်တော့ပုံမှန်ချလိမ့်မယ်။အလှတရားကိုစီရှိကြပေမဲ့တိရိတယောက်ကတော့အသားဖြူဖြူမျက်လုံးဝိုင်းဝိုင်းနှာရန်ဆင်းဆင်းနဲ့ရုပ်ရည်ချော်မော်တဲ့အသွင်ပြင်ကြောင့်လူတိုင်းရဲ့ချစ် င်မှုကိုပိုပြီးရရှိခဲ့တယ်။တငယ်ချင်းနှစ်ယောက်စကားပြောနေတဲ့စီတို့ကောင်းမြတ်နဲ့တန်စင်တို့လမ်းလျှောက်လာတာကိုခောက်လှမ်းလမ်းကနေလှမ်းတွေးလိုက်ရတယ်။ကောင်းမြတ်ကတော့သူစားတယောက်ငငယ်လေးတွေကနေတစ်ဖက်သက် ရှင်မြတ်နိုးခဲ့ရတယ်။ကောင်းမြတ်ကတော့တီရိကိုပဲရှင်မြတ်နိုးနေခဲ့တယ်။ ကောင်းမြတ်တဲ့တန့်စင်လို့ပါလားဘယ်ကိုသွားကြမလို့လဲငါတို့ဒီကိုပဲလာခဲ့တာနှက်ပြန်မြို့ပေါ်သွားမလို့အဲ့ဒါနင်တို့လာအောင်မလားလို့လာခေါ်တာတီရီရောလိုက်ခဲ့အောင်မလားထိုချိန်မှာပဲသူစားကတီရီကလိုက်လို့ဖြစ်ဘူးသူ့အမိကိုသူတမင်းဟင်းရှက်ပေးရအောင်ပဲပြီးတော့ဘာတွေမှလာအောင်မလဲမြို့ပေါ်ကနေဘာမှတော့မှတော့ပါဘူးကောင်းမြတ်တရားစကားပြောနေပြီမဲ့သူ့ရဲ့အကြည့်တွေကတီရီချီကနေကိုမခွာနိုင်တော့ဘူးပေါ့ဒါကိုတွေ့လိုက်ရတဲ့သူစားတရားရှင်နေကနေဒေါသစိတ်အနေငယ်ဖြစ်ပေါ်သွားခဲ့တယ်မနာလိုစိတ်လို့ပြောရင်တော့ပုံမှန်တာပေါ့ ါ့သူမရှင်းနေတဲ့ကောင်းမြတ်ကတီရီကိုပဲလေးထားပြီးတီရီရဲ့မျက်နှာကိုရိတ်တကြီးကြီးနဲ့ဘာမှအောင်မလဲလာရောမလားနဲ့မေးနေတာကြောင့်သူမဒေါသအနေနဲ့ထွက်သွားတယ်စိတ်ထဲကနေပြီးသူကငါ့ကိုရှိတယ်လို့တော့မသတ်မှတ်ထားပါလားဒီလိုတွေးလိုက်မိတာပေါ့ဒီအတွေးဟာဒီနေရာမှာနေမပြီးသွားခဲ့ဘူးညာရောက်တဲ့အထိသူမဒီအတွေးတွေကိုပဲငြင်းရန်တွေးနေခဲ့တယ်သူစားတရားသူရှိရတဲ့ကောင်းမြတ်နဲ့တငင်းချင်းတီရီတို့ရှစ်ကြိုက်သွားမှကိုလည်းစိုးရိမ်နေခဲ့တယ်ဒါကြောင့်မတွေးတဲ့အတွေးတွေတွေးပြီးမလုံတဲ့နာတွေကိုသူမ လုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ပီယာစီနဲ့ကောင်းမြတ်တဲ့သူ့ကိုရှိကြိုက်လာအောင်လုပ်ဖို့ဂျွာနောင်းဘက်ကတင်းငိုင်းကုန်းမှာနေတဲ့အောင်လန်းဆရာကြီးစီကိုသွားဖို့သူမဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့ညနေအချိန်ကြီးသူစားတရားတင်းငိုင်းကုန်းကအောင်လန်းဆရာကြီးစီကိုရောက်သွားခဲ့တယ်။တကားကိုခောက်ပြီးအောင်လန်းဆရာကြီးနာရှင်းကတ်သွားခဲ့တယ်။ဆရာကြီးကဒီလိုညနေတဲ့အချိန်ကြီးမင်းတယောက်ထဲမှာလို့ရောက်လာတာလေ။ဒုက္ခရောက်လို့လားဒါမှမဟုတ်စီရင်တစ်ခုခုလိုချင်လို့လား။အောင်လန်းဆရာကြီးရဲ့စကားဆုံးတာနဲ့သူစားတရားကျမရှေ့ရတဲ့ယောက်ျားတယောက်က ကျမကိုချစ်စေခြင်းနဲ့ကျမစကားကိုနားခံစေခြင်းနဲ့အဲ့ဒီအတွက်လိုအပ်တဲ့အစီအရင်ကိုဓာတ်တောင်းတာပါဆရာကြီးဆရာကြီးကခရရဲ့ပြုံရင်ဒါပဲလား ဒါဆိုရင်တော့ဒီဆေးဘူးကိုယူသွားဒီဆေးကိုမင်းရှိစေခြင်းနဲ့ယောက်ျားတောင်းမယ်ရေထဲကိုထည့်ရမယ်ဒါပေမဲ့မင်းလိုက်နိုင်ရမယ်တခုတည်းတော့အရာတော့ရှိတယ်။ဘာမြန်လဲဆရာကြီးဒီအစီရင်နဲ့လှုပ်လိုက်တဲ့ယောက်ျားနဲ့ပဲတသက်လုံးပေါင်းသင်နေထိုင်ရမယ်ဒီအချက်ကိုမင်းနဲ့ပြီးတော့ညံပူဇော်ကားကိုငါကငွေတပြားနဲ့လက်မခံဘူးမင်းရဲ့အပြုစင်ဘွားနဲ့လဲရမယ်ဘလို့လဲစင်ပြေးရလားသူစားတယောက်ကောင်းမြတ်ကိုပိုင်ဆိုင်ခြင်းနဲ့စိတ်ကြောင့်တုံဆိုင်ခြင်းရှိဆရာကြီးပြောသမျှလက်ခံကောင်းခြင်းလိုက်တယ်အဲ့ဒီငါကတော့သူစားတယောက်အောင်းလန်းဆရာကြီး ီးရဲ့သားကောင်တစ်ခုဖြစ်ခဲ့ရတယ်။သူမရဲ့ကံကြမ္မာကိုကိုယ်တိုင်မှောင်မိုက်စေတဲ့လဲလှယ်မှုဖြစ်စေခဲ့တယ်။နောက်တစ်နေ့မှာတော့သူစားတယောက်အောက်လန်းဆရာကြီးပေးလိုက်တဲ့ဘီယာစီကိုကင်ပြီးကောင်းမြတ်အလာကိုစောင့်နေခဲ့တယ်။ထိုချိန်မှာပဲကောင်းမြတ်တယောက်ဆိုင်ဆိုင်မြင်းမြိုင်နဲ့သူတို့အိမ်ရှိရောက်လာခဲ့တယ်။အခွင့်အရေးကိုလက်လွတ်ခံနိုင်တဲ့သူစားတယောက်ကောင်းမြတ်ကိုနှုတ်ဆက်လိုက် ကိုကောင်းမြတ်ဘဲကိုသွားမှုလေမနက်စောစောစီစီခဏခဏဝင်ထိုင်ပါအောင်လားအေးငါငါတိရိစီသွားမလို့ဒါနဲ့နင့်ကိုကြီးတောင်းရအောင်မယ်နင်းနဲ့တိရိနဲ့ကတငယ်ချင်းနေဆိုတော့တိရိငါကိုပြန်ပြီးကြိုက်လာညာနမောင်လုပ်ပြီးကိုကြီးပြစမှာစကားအေးစီပြောကြတာဟောကိုကောင်းမြတ်ရဲ့အရင်ထိုင်ပါအောင်စကားနောက်မှပြောကြမယ်တောက်ဖို့ရေရင်သွဲอยู่ပြုံမယ်ခဏဆောင်နော်ရေသွဲอยู่ရင်ဆရာကြီးပြောတဲ့အတိုင်းပြရစီကိုကောင်းမြတ်တောင်းမယ်ရေထဲကိုထည့်လိုက်တယ်ကောင်းမြတ်တရားဘာမှမသိပဲရေကိုမောင်းတောင်းလိုက်တယ်ခဏအကြာမှာ တော့သူ့ရဲ့အကြည့်တွေကရုတ်တရက်ပြောင်းလဲသွားပြီးတောက်ပါရဲ့မျက်လုံးတွေနဲ့ ပူဇော်ကိုမေးကြည့်နေခဲ့။မင်းဒီနေ့တူတူရှရှလှနေပါလား။ဒီနေ့မှရှိတဲ့လှလေးကိုမမြင်နိုင်လောက်အောင်မှဖြစ်နေခဲ့တာပဲ။မပြောမစိုးနဲ့သူစားရဲ့လက်ကိုဆွဲနိုင်နိုင်တယ်။ကောင်းမြတ်ရဲ့မေတ္တာတွေဟာလုံးဝအတုအယောင်ဖြစ်မှန်းသူစားတယောက်သိပေမဲ့လည်းပျော်ရွှင်ခဲ့ရတယ်။စေစွမ်းထပ်ပေမဲ့လည်းမကြပါမှာပဲသူစားတယောက်ကောင်းမြတ်ကိုစိတ်ကုံပါခဲ့တယ်။မျက်စိအောက်ကနေအပြတ်မခံနိုင်လောက်အောင်လည်းကောင်းမြတ်ကသူစားကိုဆွဲလန်းနေခဲ့တယ်။ဒါကြောင့်အိမ်ထဲကနေအိမ်ပြင်အောင်ထွက်ခွင့်မရတာကြောင့်သူမှရှောင်းတော့ခံရတယ်လို့ထင်ပြီးကောင်းမြတ်ကို 再给哪里了。 ဒီလိုနဲ့ကောင်းမြတ်တဲ့သူစားတို့ကြီးကျယ်စကားများခဲ့ကြတယ်သူစားတယောက်ဒီဘဝကြီးကိုညင်းဝင်နေတာကြောင့်ပဲလမ်းခွဲဖို့စကားဆိုခဲ့တယ်ဘာလို့ကျမကိုဒီလိုလေးရှောက်ပြီးချုပ်ရှင်နေရတာလဲအိမ်ထဲကနေအိမ်ပြန်လဲထွက်ခွင့်မပေးဘဲမှလည်းသွားခွင့်မပေးသူထဲမှလည်းစကားပြောခွင့်မပေးနဲ့ကျမဒီဘဝကြီးကိုရမ်းစိတ်ကုန်နေပြီဒါကြောင့်ကျမတို့လမ်းခွဲကြရအောင်ဒီချိန်မှာတော့သူစားတယောက်ဆရာကြီးပြောလိုက်တဲ့လိုက်နိုင်ရမယ့်စီကတ်တွေကိုလည်းသူမအမိလျော်နေခဲ့တယ်သူစားကိုဆွဲလန်းကြီးဆွဲလန်းနေတဲ့ကောင်းမြတ်ကတော့သူမရဲ့စကားကြောင့်ဒေါသတွေနဲ့ငါကမင်းကို ရှစ်လွန်းလို့ငါမျက်စိအောက်ကနေဝေဝေးမှမနေစီချင်လွန်းလို့ချုပ်ရှဲနေရတာမဲငါနဲ့ဝေဝေးဘယ်ကိုမှမသွားရဘူးဘယ်ဘယ်မှသွားလို့မရဘူးဒီလိုနဲ့စကားတွေအကြီးကျယ်များကြပြီးသူစားတရားအိမ်ကနေထွက်ပြေးလာခဲ့တယ်အာကိုရာဆိုလို့တငယ်ချင်းတီရိသာရှိတာကြောင့်တီရိရဲ့အိမ်ကိုသာအရောက်သွားခဲ့တယ်တီရိရဲ့အိမ်ကိုရောက်တာနဲ့တီရိတီရိရဲ့ငါအမားကြီးလုပ်ခဲ့မိတယ်ငါကိုကူညီပါအောင်ငါကောင်းမြတ်ရဲ့အရှိကိုရဖို့ဘာတော့ကတင်ရန်ကုန်မှာနေတဲ့အောက်လန်းဆရာကြီးစီစကအစီရင်တစ်ခုလုပ်ခဲ့မိတယ်ငါဘယ်လိုလုပ်ရမလဲဒီလိုနဲ့သူစား ာနဲ့တီရီတို့ပြောနေတဲ့စကားတွေကိုတန်စင်တရားစအဆုံးကြားခဲ့တာကြောင့်သူစားဒီလိုဆိုရင်တော့ငါတို့ဘာမှလုပ်လို့မရဘူး။ဘုံအင်းချောင်းကိုသွားပြီးဖုံဖုံနဲ့တိုင်ပင်ပြီးလှုပ်တင်လှုပ်ထိုက်တာတွေကိုလုံမရမယ်။အစီတရေနဲ့လှုပ်ထားတဲ့အစီရင်ဆိုတာကို့အတွက်ကောင်းကျိုးဘာမှမရှိဘူး။ငါတို့ဘုံကြီးချောင်းကိုသွားကြရ။ငယ်ချင်းသူစားကိုကူညီဖို့တန်စင်နဲ့တီရီတို့ကပါအတူဘုံကြီးချောင်းကိုရောက်လာခဲ့ကြတယ်။ဘုံအင်းချောင်းရောက်တာနဲ့ဘုံမောအားတောင်းရောက်တာရှင်ခိုးဦးရှာပြီးဖြစ်ချောင်းကုန်စင်ပြပြလိုက်တယ်။ထိုအခါမှာတော့ဖုံဖုံက တကမလေးဒီလောက်ရက်တွေကတော်တော်မိုက်မဲတဲ့လောက်ရက်တွေပဲအဲ့ဒီအစီအရင်တွေမှာဆုံးမသွားတဲ့သူတွေရဲ့ဝိညာဉ်တွေတွေ့ကပ်နေတဲ့ဒီဝိညာဉ်တွေကကြာလာတာနဲ့မြန်သုံးဆွဲသူတွေရဲ့လူတွေကိုပါဒုက္ခပေးပြီးတစ်ချိန်မှာကိုက အန္တရာယ်ဖြစ်စေတတ်တယ်။ဟောက်လန်အစီအရင်ဆိုတာလုံးဝမလုံတဲ့အရာပဲတကမလေးရ။ဒါနဲ့ပဲဘုံဘုံကပြုတ်လို့ရမယ့်အစီအရင်တွေကိုပြောပြပြီးကျွန်တော်တို့သုံးယောက်အိမ်ပြန်လာခဲ့ကြတယ်။ပြုတ်လို့ရမယ့်အစီအရင်တွေအတွက်တီရီတယောက်ကတော့တော်တော်လေးကြောက်လန့်နေမိတယ်။ပြရစီကြောင့် င်းမြတ်ရဲ့ခန္ဓာကိုယ်ပေါ်မှာတွေ့ကပ်နေတဲ့ဝိညာဉ်ကိုထုတ်ဖို့အတွက်ကောင်းဆောင်အချိန်ကိုရောက်လာခဲ့တယ်။ထိုအချိန်မှာပဲပန့်စင်တရားကောင်းမြတ်ရှိရာအိမ်သို့လမ်းချင်းလျှောက်လာခဲ့တယ်။အိမ်ထဲရောက်တာနဲ့အမောင်ရိတ်တဲ့မလုံမရှက်မတက်ရက်နေတဲ့ကောင်းမြတ်ကိုလှမ်းတွေ့လိုက်ရတယ်။သူ့ရဲ့မျက်လုံးတွေကရောင်နေဟပ်ပြီးနေရတာကိုလည်းမြင်လိုက်ရတယ်။တန့်စင်တရားအနှဲငယ်ထိတ်လန့်သွားပြီမဲ့ကောင်းမြတ်ကိုတခုခုကဝင်ပူးနေပြီဆိုတာကိုသူသဘောပေါက်လိုက်တယ်။ထိုအချိန်မှာပဲကောင်းမြတ်ထံမှာငါမိမ့်မှန်ပမာနဲ့ငါမိမ့်မကိုကုခေါ်ပေးစမ်းငါမိမ့်မကိုကု ခေါ်ပြီးဟူသူ့ရဲ့ခန္ဓာကိုယ်ကိုဝင်ပူးနေတဲ့ဝိညာဉ်ကစတင်ပြောဆိုလာတယ်။တန်စင်တရားဟေးသူစားကမင်းရဲ့ဇနီးမဟုတ်ဘူး။ငါရဲ့တငယ်ချင်းခန္ဓာကိုယ်ထဲမှာဝင်တွေ့နေတဲ့ဝိညာဉ်အခုထွက်သွားစမ်းဝိညာဉ်ကလည်းတခိုးမကြံပြန်ပြောတာပေါ့။မင်းသာငါရဲ့ရှိကနေထွက်သွားရမှာ။ဒါမှမင်းရဲ့တငယ်ချင်းကအသက်ရှင်လိမ့်မယ်။ထိုချိန်မှာတော့တန်စင်တရားမကြောက်တမ်းတုတ်ပြန်လိုက်တယ်။ထိုချိန်မှာပဲကောင်းမြတ်ရဲ့ခန္ဓာကိုယ်ကကြမ်းပြင်ပေါ်သို့လူးလိမ့်ကျသွားပြီးဝိညာဉ်ကဝင်ပူးနေတယ်လို့တွန့်လိမ့်နေပြန်တယ်။ကောင်းမြတ်ကိုကူညီဖို့တန် စင်ကပုံပုံပြလိုက်တဲ့နွားရုပ်ကလေးကိုကျမ်းမြင့်ပေါ်ကိုရှားလိုက်ပြီးပုံပုံပြပြလိုက်တဲ့မန္တန်တွေကိုရွတ်ဆိုပြီးကောင်းမြတ်ကိုကူညီဖို့စတင်တော့တယ်။ထိုအချိန်မှာပဲကောင်းမြတ်တရားဒီနွားရုပ်လေးတစ်ခုတည်းနဲ့ငါကိုမင်းတငယ်ချင်းခန္ဓာကိုယ်တွေကနေထောက်နိုင်မယ်လို့မင်းထင်လား။ပြောရင်ဝိညာဉ်နဲ့အတူတဖန်ပြန်노ထလာပြန်တယ်။အရှင်တွေကိုနားလေသဘောပေါက်တဲ့တန်စင်တရားမန္တန်တွေသာအဆက်မပြတ်ယူနေကြတယ်။ဒါပေမဲ့ဝိညာဉ်ကတော့ထွက်မသွားခဲ့ဘူး။အနောက်မှာရပ်နေတဲ့တေရီကိုကောင်းငိမ့်ပြီးအတူရွတ်ဆိုဖို့ခေါ်လိုက်တယ်။တေရီ ီတယောက်ကြောက်ဝိမဲ့လဲတန့်စင်နဲ့အတူတူဂါရာတွေရွတ်ဆိုကြတယ်တန့်စင်နဲ့တီရီတို့ဂါရာတွေကိုပြန်တူရွတ်ဆိုနေကြတော့မှပဲနွားရောက်ကလေးကတဖြည်းဖြည်းနဲ့နွားအစ်စ်ပုံတရံပြောင်းသွားပြီးကောင်းမြတ်ရဲ့ခန္ဓာကိုယ်ကိုဝင်ခွေလိုက်တယ်ထိုအချိန်မှာတော့ကောင်းမြတ်တယောက်ကြမ်းမြင့်ပေါ်သို့လွင့်ကျသွားပြီးဝိညာဉ်နဲ့တခြားစီဖြစ်သွားခဲ့တယ်ကောင်းမြတ်ရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်နဲ့တခြားစီဖြစ်သွားခဲ့ပြီးဝိညာဉ်ကလည်းကောင်းမြတ်ရဲ့ခန္ဓာကိုယ်နဲ့ပြောင်းဝင်ဖို့မဖြစ်နိုင်တာကြောင့်မိโกရအသွင်ပြောင်းပြီးပျောက်ကွယ်သွားတော့တယ်တန့်စင်တို့ရှိကနေဝိညာဉ် င်တရေမှပြောက်သွားပြီမဲ့ရွာအနောက်ဘက်တင်းကျန်းကုန်းရှိမှရှိတဲ့အောက်လန်းဆရာကြီးရဲ့အင်ကိုတရေမှကရောက်ရှိလာခဲ့တယ်။ပယောကဆရာကြီးကတစေတရေတွေမွေးမြူပြီးသူ့ရဲ့ပြီးရစင်းတဲ့အစည်းအရင်တွေမှာအတုံးချဖို့အတွက်အတင်းရှုံလောင်ခိုင်းစီတာကြောင့်တစေတရေတွေကပဲသူ့ကိုပြန်ပြီးကြောက်လန့်နေရတယ်။သူခိုင်းသမျှလှုပ်ပြီးသူပြောတာကိုနာခံကြရတာပေါ့။အောက်လန်းဆရာကြီးတယောက်သူမခေါ်ဘဲရောက်လာတဲ့တရေမှကိုတွေ့ပြီးဒေါသတွေထွက်ကကြိမ်ဆဲလိုက်တယ်။မင်းကတော်တော်တန်ဖိုးမရှိတဲ့ရုပ်တမာတရေ မှာပဲမင်းအဲ့ဒီကိုပြန်သွားမလားဒါမှမဟုတ်ငါမင်းကိုစီရင်ထားတဲ့ကြိမ်လုံးနဲ့ထက်ရက်ရမလားပျော်စမ်းတရေမာကဘာမှမပြောဘဲသူ့ရဲ့စွမ်းအားတွေကိုစူးစီးပြီးငါတို့ကသခင်အပေါ်ကိုတစားရှိတယ်ဒါပေမဲ့ မင်းကငါတို့ဘော်ကိုတစ္ဆာရှိဘူး။မြဲတမ်းငါတို့ကိုနာကျင်စေတယ်။ဒီမူရတွေကဘတော့မှမင်းပြောင်းလဲသွားဘူး။နင်ဒီနေရာမှာပဲသိပြီးတော့ဟုပြောရင်တယမကသူ့ရဲ့စွမ်းအားတွေနဲ့ထုံးညီထားတဲ့ဖျောင်းနိုင်တွေကျမ်းမြေပေါ်ကိုကြာသွားအောင်ပြုတ်လုပြီးဆရာကြီးနဲ့တအိမ်လုံးကိုမီးလောင်တိုင်းသွင်းလိုက်တယ်။ဆရာကြီးတယောက်ကြောက်လန့်ကြားနဲ့ဟဲ့တယမဒါနင်းပါလောက်တော်လဲလို့ပြောရင်မီးလောင်တဲ့ကနေထွက်ပြေးဖို့ကြိုးစားပေမဲ့တယမရဲ့ရှောင်းနောင်ခြင်းကိုခံလိုက်ရတာကြောင့်အော်ဟင့်ကိုကျွေးတဲ့အနေနဲ့အတူမီးထဲမှာပဲ င်တိတ်ဆိတ်ပြီးဆုံးပါသွားခဲ့ရတယ်။တန်ဆီယာကြီးဆုံးပါသွားပြီးတဲ့နောက်သူ့ရဲ့အစီရင်တွေအတွက်ရှောင်းဆောင်လာတဲ့ဝိညာဉ်တွေကလည်းသူ့ရဲ့ရှောင်းဆောင်မှုကနေအားလုံးလွတ်မြောက်သွားခဲ့ကြတယ်။ပြရစီကိုတုံချမိတဲ့သူစားကတော့ကုလို့မရအောင်ပဲယူသွားခဲ့တယ်။ယူမသူစားကတော့တငယ်ချင်းတီတွေကပဲကြွေမွေးပြုစုဆောင်းရှောက်ပေးခဲ့တယ်။လူမှုတွေနဲ့မောင်မိုက်တဲ့စိတ်ဆန္ဒတွေဟာလူတအူးတဲ့ကိုတမကပတ်ဝန်းကျင်တစ်ခုလုံးကိုပဲပျက်စီးစေခဲ့တယ်။အောက်လန်းဆရာကြီးကလည်းမီလောင်တန်ရီနဲ့ဆုံးမခဲ့ရပြီးသူစားကတော့ ော့သူမကိုယ်တိုင်တုံရှာခဲ့တဲ့ပြည်အစည်းအစီအင်တွေရဲ့အကျိုးဆက်တွေကိုခံစားနေရဆဲဖြစ်တယ်။ကောင်းမြတ်ကတော့ဒီအဖြစ်ပျက်တွေကြောင့်ကြောင်းလန်းပြီးရွာကနေမျိုးကိုထွက်သွားခဲ့ရတယ်။လူင်းနဲ့တန်းစင်တို့နှစ်ယောက်ကတော့တာယာပြောရှင်နဲ့ဘွားလေးတစ်ခုကိုထူထောင်ခဲ့ကြတယ်။ဇလန်းလေးကိုဒီမှာပဲအဆုံးသတ်ပြန်စီရှင်။အဆုံးထိနားဆင်ပြီးတဲ့ပရိသတ်တယောက်ရှင်စီကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ဇလန်းလေးတွေနားဆင်ဖို့အတွက်ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေ။